ဝန်ထမ်းတစ်ယောက်ကလစာတစ်လောက်5သိန်းရတယ်ဗျာအဲ့5သိန်းကိုအစားစိတ်တွေအဲထားပါရောဗျာအိမ်ငားတာတွေအဆောင်ငားတာတွေနောက်ပြီးတော့ဟိုဟာဒီဟာသွားတာတွေနှုတ်လိုက်လို့ရှင်သူရဲ့ဒီတစ်လတာမှာဘောနော်ပိုရှင်ဟုတ်စာမရှိဘူးဆိုတော့အခုခေကုံစည်းနှုံးနေထားနေရလေဒီဝန်ထမ်းနေဆိုလို့ရှိရင်ပေါ့နော်ဒီဝင်ဝင်လမ်းကြောင်းဒီတစ်ခုလေးနဲ့925ဝင်ဝင်တစ်ခုတည်းနဲ့ရက်တည်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့မယုံကြည်ဘူးပေါ့နော်ယက်တီနိုင်တဲ့သူတွေရှိတယ်တော်တော်ချိုးချံချွေတာနိုင်တယ်လို့ကျွန်တော်ကတော့မှတ်ချက်ပေးချင်တယ်အဲ့တော့ဒီလိုပြောလို့ပေါ့နော်ဟိုအဝန်ထမ်းလိုက်ကမကောင်းဘူးလားလဆာကအရေးကြီးလားဒါကြီးလည်းမေးကြတော့ရှိရပါဘူးအခုမှလုံငန်းစောင့်ဝင်တဲ့သူတွေကတော့လဆာတော့သိကြည့်လို့တော့မရဘူးပေါ့နော်သို့တော်လည်းလုံငန်းလုံသက်တည်းလည်းများလာပြီအနေထားတစ်ခုလည်းရောက်လာတဲ့သူတွေအနေနဲ့ကကြတော့ဒီလားစာဒီပမာဏနဲ့ဘာလို့အကြိုက်နေနေရတာလဲဘာလို့အကြိုက်ဖြစ်နေရတာလဲဆိုတော့မေးခွန်းထုတ်ဖို့လို ဒီဗီဒီယိုမှာကျွန်တော်ကအဓိကဝန်ထမ်းဘွားကနေပြီးတော့အာဝင်ဝင်ပူရအောင်လို့ဘလွန်နီးလန်းနေအသုံးချလို့ရနိုင်လဲဆိုတာလေးကိုကျွန်တော်ညွှန်ပြမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ကိုယ်တိုင်ကလည်းဆယ်စုနှစ်တခုလောက်ဝန်ထမ်းလုပ်ခဲ့တာဖြစ်တဲ့အတွက်ဒီဝန်ထမ်းနေအဲရဲ့အခြေအနေပေါ့နော်ခံစားချက်တွေလည်းကျွန်တော်နားလည်ပါတယ်။အဲနောက်တစ်ခုကကျွန်တော်လည်းဒီဝန်ထမ်းလိုက်ကနေဘယ်လိုမျိုးဖောက်ထွက်ခဲ့လဲအဲတနည်းအားဖြင့်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ဝန်ထမ်းဘွားကနေ ဖောက်တက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်လုပ်နိုင်ခဲ့လေဆိုတော့လေးလေကျွန်တော်နည်းနည်းရှင်းပြချင်တာပေါ့နော်အဲ့တော့အဝန်ထမ်းတွေမှာ9 to 5လောက်ရတယ်ဆိုပေမဲ့တကယ်တမ်းကျတော့ကျွန်တော်တို့ကဒီအလုပ်ပေါ်မှာတော့ချိန်ပြည့်တိုးရတဲ့တော့ကရရှားပါတယ်ဗျာဥပမာ shopping mall တွေလို့ဟာမျိုးမှာမတ်တက်ကြီးအများနဲ့ရက်နေရတဲ့အလုပ်တွေကလွဲလို့ပေါ့တခြားအလုပ်တွေကလွဲလို့ပေါ့နော်တချို့အလုပ်တွေဆိုရင်အအချိန်ပိုရာတွေရှိပါတယ်တက်တောင့်တတဖြစ်တဲ့အလုပ်ချိန်တွေရှိပါတယ် break time တွေရှိပါတယ်ပေါ့နော်အဲ့တော့လုပ်ငန်းဝင်မှာလေ့လာသင်ယူဖို့ကနံပါတ်1အရေးကြီးဆုံးဖြစ်တယ် ဘယ်လိုမှဘာလေးလာတင်ပြမလဲဆိုတော့ကိုဒီတစ်ဆက်ကနေထပ်မြင့်မှုအတွက်ငါဘာတွေထပ်ဖြည့်ရမလဲဆိုတော့အများနဲ့ခေါင်းထဲမှာတွေးနေရမယ်အလုံးလုံးကမှလည်းတာဝန်ပေးတာကိုခြေပုံစံထမ်းဆောင်တိုင်းကိုအများနဲ့လေ့လာနေဖို့တို့တယ်အဲအရေးကြီးတယ်နောက်တစ်ချက်ကဘာလဲဆိုတော့အားလက်ချိန်ကျွန်တော်တို့ကအာဒီဘဝကနေဖောက်ထွက်ဖို့ဆိုရင်ကိုက time management လုပ်ဖို့လိုလာပြီပေါ့နော်အလောက်ငါအချိန်မရှိဘူးဟိုကလှုပ်ချင်တယ်ဒီကလှုပ်ချင်တယ်အချိန်မရှိဘူးဆိုရကြီးကအကြောင်းပြချက်ဖြစ်တယ်ဒါကြတော့အချိန်မရှိတာမဟုတ်လူတိုင်းက24နာရီပိုင်ဆိုင်ထားတယ်အချိန်ကို management မလုပ်တတ်တာ အဲ့တော့ဘယ်လို management လုပ်မလဲတနည်းအားဖြင့်ကျွန်တော်တို့က9 to 5ဆိုလဲအနည်းဆုံးတော့ပြန်ရောက်တဲ့အချိန်9နာရီ10နာရီလောက်ကနေပြီးတော့ည7နာရီလောက်ဒီ4နာရီလောက်အားတယ်အဲ့ဒီ4နာရီလောက်မှာ2နာရီလောက်နားလည်အောင်ဗျာ2နာရီကြာနေဗျာအဲ့တော့တနည်းကို2နာရီ2 hour principle ဆိုတော့ကျွန်တော်တင်ထားတဲ့ပို့ရှိတယ်တနည်းကို2နာရီတော့တကယ် effective ဖြစ်တဲ့ process တခုကို run ဥပမာအလေးလာတင်ယူမှုလုပ်တာဖြစ်ဖြစ်အခြားလုပ်တခုကိုအချိန်ပေးတာဖြစ်ဖြစ်အကြောင်းလုပ်ဖို့လိုတယ်အဲ့တော့အဲ့ဒီနေရာမှာတခုရှိတာက ဒီဘဝနေရုံထဖို့တဲ့ဘာတွေတက်တင်ယူပါမှာလဲယနေ့ခေတ်မှာငွေမြန်မြန်ရှာနိုင်တဲ့ပညာရည်တွေကိုတရားသူတွေလေ့လာဖို့လိုတယ်ဥပမာဗျာ content writer တို့ digital marketing တို့ graphic designer တို့ videographer စသဖြင့်ဒီပညာရည်တွေကအချိန်လိုတွင်းမှာငွေပြန်ရှာလို့ရတဲ့ပညာရည်တွေပေါ့အဲ့တော့အဲ့လိုပြောလို့လေဒီပညာရည်တွေကိုဆော်ကားတာမဟုတ်ဘူးပြောချင်တာဈေးကွက်ရှိတယ်ဆိုတော့ပြောချင်တာအဲ့တော့ဈေးကွက်ရှိတော့ဒီပညာရည်တွေကိုကျွန်တော်ကအဲတခြားဘာသာစကားတစ်ခုကိုလည်းဒီလိုပါပဲเนาะကိုအစဉ်ပြည့်တဲ့ပညာရည်တစ်ခုကိုတနေ့ကို2နာရီလေ့လာလိုက်တနေ့ကို2နာရီလေ့လာတာက 3လလောက်ဆိုလို့ရှိရင်တော်တော်အချိန်နေအနေထားတစ်ခုရောက်လာပြီနော်ကိုယ်ပညာရေးတစ်ခုတနေ့နိုင်လေးလိုက်တဲ့အခါမှာ3လလောက်ဆိုလို့ရှိရင်အဲ့ပညာရေးကိုပြန်ပြီးအသုံးချလို့ရနေပြီကျွန်တော်တို့ကလေးလာနေစဉ်ကာလအပိုင်းခြားမှာလည်းပဲဒီပညာရေးနဲ့ငါဘာတွေလုပ်လို့ရလဲဆိုတာကိုသိလာတယ်ဒီလေးလိုင်းရင်းနဲ့ယုံကြည်မှုတွေမြင့်တက်လာတယ်အခွင့်အလမ်းတွေတိုးလာတယ်အဲဒါမှတစ်ဆင့်ကျွန်တော်တို့ကနောက်ထပ်ဘာတွေလုပ်လို့ရမလဲဆိုတာမြင်လာတယ်အဲ့လိုမျိုးနဲ့ကျွန်တော်တို့ကိုယ်တိုင်မန်နေဂျမန့်လုပ်ဖို့လိုတယ်ဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့ digital နီးလန်းတွေပေါ့နော်အဲ့တော့ကိုယ်ကပညာရေးတစ်ခုလေ့လာပြီးရင်နောက်မှာထပ်ပြီးတော့ထပ်လေ့လာသင်တာက digital strategy တွေ ဒီဂျစ်တယ်နီးလန်းတွေကိုထပ်တည်ဖို့လိုတယ်ဆိုတော့ကိုကပတ်စံရှာတော့မယ်ဆိုလို့ရှိရင် online ပေါ်မှာယနေ့က online ပေါ်မှာငွေရှာချတဲ့အခါမှာဒီဒီလန်းတွေမတည်ဘူးဆိုလို့ရှိရင်ကျွန်တော်ကြံခဲ့မှာနောက်တစ်ခုကအဲဒါပေါ်ပြအခုဟိုဒီနီးလန်းတွေတည်နေအောင်မှာနောက်ထပ်ထပ်ပြီး data တင်တဲ့ပညာတွေရှိတယ်အခုနောက်ဆုံးပေါ်နေတဲ့ AI လုံနည်းပညာမျိုးတွေဒါကိုကိုအချိန်ကုန်တော့လုံးဝမှချုပ်ပြစ်နိုင်တယ်အချိန်တက်တာစီတယ်ပြီးတော့ AI ကိုသုံးပြီးတော့ကျွန်တော်တို့ကတခြားအခုတော့ effective ဖြစ်တာတွေအများကြီးလုပ်လို့ရတယ်ထို့အတူပဲ personal finance လို့ခေါ်တဲ့ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုကိုလည်းကျွန်တော်ထပ်လေ့လာဖို့တိုးတယ်ဒါမှကျွန်တော်တို့ဒီနေ့စဉ်ဘဝမှာပြောင်းလဲမှုတွေဖြစ်လာမှာဖြစ်တယ်ဆိုတော့ကျွန်တော်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲအဲဝန်ထမ်းဘဝနေဖောက်တက်ဖို့တော့ဝန်ထမ်း like မာတွေကပြင်ဆင်ခဲ့တယ်အဲ plan တွေချခဲ့တယ်တက်30ပြင်ဝန်ထမ်းဘဝထွက်မယ်အဲဒါမျိုးတွေပေါ့နော်အဲ့ဒါကြီးလုပ်ပြီးတော့မှတရားစနစ်တရားနဲ့ကျွန်တော်တို့ကအယုံထွက်တယ်လုပ်ငန်းတစ်ခုတိစောက်တယ်အစတင်တယ်အကြီးထွားအောင်လုပ်တယ်ဒီလိုအဆင်ဆင်သွားခဲ့တာဖြစ်တယ်အဲ့တော့ဒီအချင်းကြီးတွေဒီမှာလည်းအဲ့လိုအိမ်မက်တွေရှိလိမ့်မယ် အဲဝန်ထမ်းလုပ်နေတဲ့ညီငယ်ညီမငယ်တွေလည်းကျွန်တော်ပြောချင်တာကကို့အတွက်အရင်ကြီးအဆင်မပြေတဲ့ environment မှာကျွန်တော်တို့ကဖောက်ထွက်ဖို့လိုပါတယ်ရုန်းထွက်ဖို့လိုပါတယ်ပိုကောင်းတဲ့ life ကိုပူပြောင်းနိုင်ဖို့ကြိုးစားအားထုတ်ဖို့လိုပါတယ်မျောမနေပါနဲ့ရက်မနေပါနဲ့ပျော်မနေပါနဲ့ဒီအချိန်မှာကျွန်တော်တို့ကပျော်နေရမယ့်အချိန်လည်းမဟုတ်ပါဘူးเนาะဒီတက်ပူကောင်းတဲ့ဝင်ဝင်ဒီတက်ပူကောင်းတဲ့ဘဝတစ်ခုကိုရှာဖွေရမယ့်အချိန်ကတခုဖြစ်ပါတယ်ကျွန်တော်ပြောတဲ့အတိတ်ဘက်ကိုနားလည်မယ်လို့ထင်ပါတယ်အဲ့တော့အနည်းချုပ်အနေနဲ့ကျွန်တော်က အာဒီလဂုံပေါ့နော်နောက်လာတဲ့မှာကျွန်တော်အပြင်တင်တန်းလေးတစ်ခုလုပ်ထားရရှိတယ်အဲ့ဒီတင်တန်းမှာဆိုလို့ရှိရင်ဒီကဒီလိုမျိုးပေါ့နော်ဝန်ထမ်းလိုက်ကနေဖောက်ထွက်ပြီးတော့ digital income တိဆောက်ပြီးတော့ဝင်ဝေတိုးချင်တဲ့သူတွေအတွက် digital income system format တစ်ခုကိုကျွန်တော်ချပေးမယ်အဲတင်တန်းတစ်ခုဖြစ်တယ်ပေါ့နော်အဲ့မှာ digital ကနေပြီးတော့ဘလုံးဝင်ဝင်ရှာနိုင်တယ်ကိုယ့်ရဲ့ skill တစ်ခုကနေပြီးတော့ဝင်ဝင်လဲကြောင့်ဒီလိုမျိုးဖြာထွက်စီးဆင်းနိုင်တယ်ဆိုတာတွေကိုလက်တွေ့ကြကြသင်ကြားပေးမှဖြစ်ပါတယ်အဲ့တော့အဖြစ်တစ်ခုရမှာတည်ကြတယ်စိတ်ဝင်စားရင်ကျွန်တော် comment ကလင့်မှာအသေးစိတ်တင်တဲ့ပတ်သက်ပြီးရေးပြထားပါတယ် ေးဇူးပါဝန်ထမ်း like ကနေအများဆုံးရုံးထွက်ပြီးတော့ပိုကောင်းတဲ့ like တစ်ခုကိုကူးပြောင်းနိုင်ကြပါစေလို့ကျွန်တော်ကတော့ဆုတောင်းပေးတယ်ဆန္ဒလေးပြုပါတယ်နောက် video channel ပြန်တွေ့ပါမယ်